မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲ update သတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်း318မိုင်မှာရဲကားတစ်စီးကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာရဲနှုတ်ဦးတေဆုံးပြီးတော့ရဲကားကိုမိရှို့ရှင်းလင်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ20ရက်နေ့မနက်9:22မိနစ်အချိန်မှာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်318ကိုမောင်းနှင်လာတဲ့စစ်ကောင်စီလက်အောက်ခံရဲကားတစ်စီးကိုမြင်းညာခရိုင်အမှတ်၄တပ်ရင်းမြင်းညာခရိုင်အမှတ်10တပ်ရင်းတို့ကပျောက်ကြားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုပစ်ခတ်တိုက်ခိုက်ခဲ့ရာကားပေါ်မှာပါလာတဲ့ရဲနှစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီကားပေါ်ကတနက် BA94 နှစ်လက်ကြီးပေါင်း9ခု9မီလီမီတာကြီး123တောင်းနဲ့ 7.62ကြီး128တောင်းတို့ကိုတိမ့်စီရမိခဲ့ပြီးတော့ရဲကားကိုလည်းမီးရှို့ရှင်းလင်းလိုက်တယ်လို့သိရပါဗျ။ကားကရဲကားနဲ့လာတာပါ။ကားပေါ်မှာလည်းရဲကားနှစ်ယောက်တည်းပဲပါလာတာပါ။ကားပေါ်မှာပါလာတဲ့နှစ်ကောင်လုံးကိုပြစ်ခတ်ရှင်းလင်းခဲ့တာပေါ့။ကားကိုတိမ့်စီရမိတယ်။ပြီးတော့မှမီးရှို့လိုက်တယ်။သူတို့တဲဆောင်လာတဲ့လက်နက်နှစ်လက်ရပါတယ်။ပြစ်ခတ်မှုအချိန်ကတော့45မိနစ်လောက်ကြာပါတယ်။အမြန်လမ်းကိုခီးသွားပြီးသူတွေအသုံးပြတဲ့အခါမျိုးမှာ ဂယုတဆိုင်နဲ့အရေးကြောင်းမရှိရင်မသွာလာဘူးစစ်ကောင်စီဘက်ကလည်းအရဲသားကားတွေကိုအသုံးပြုပြီးတော့သွာလာနေတာတွေရှိတဲ့အတွက်ကားမှန်တွေချပြီးမောင်းဖို့နဲ့အရှိန်ရှော့မောင်းကြဖို့တိုက်ပွဲဖြစ်တဲ့အခါမှာဒေသခံတော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုနားထောင်ပြီးမှခရီးသွားကြဖို့တိုက်တွန်းချင်ပါတယ်လို့မြင်းကြံခရိုင်အမှတ်၄၀တိုက်ရင်ကပြောရေးဆိုခွင့်ရှိသူဆေးအားစိုးကရှင်းပြထားပါတယ် မနေ့ကအမြန်လန်း318မိုင်မှာအဲ့ဒီတက်ခတ်မှုကြောင့်မနေ့ကမနက်7နာရီကနေပြီးတော့9နာရီခွဲအချိန်ထိအမြန်လန်း10နာရီကျော်ကြောင်ပိတ်ဆို့သွားတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့စစ်တပ်ကမိုင်းတိုင်အမှတ်318ကိုရောက်လာပြီးစစ်ကြောင်းနဲ့နယ်မြေရှင်းလင်းမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲဖြစ်တာကမနက်7နာရီလောက်ပဲ ကားတွေကိုမလာဘူးမိုးပေါထောင်ပြစ်ပြီးတော့တားမြစ်တယ်ကျွန်တော်တို့9နာရီခွဲလောက်အထိအမြန်လမ်းပေါ်မှာပိတ်သွားပါတယ်ဟိုဘက်ဒီဘက်ကားအစီးတရာလောက်တော့ရှိမယ်ခဏရထားရတယ်စစ်ကားနဲ့ရဲကားတွေလည်းရောက်လာတယ်နောက်တော့ပုံမှန်အတိုင်းလမ်းပြန်ဖွင့်ပေးပေမဲ့ရဲတွေနဲ့စစ်သားတွေကတော့အဲ့ဒီဘက်မှာကြံနေခဲ့တာတွေ့ရတယ်လို့ခီးသွားပြည်သူတို့ကမနေ့ကဖြစ်စဉ်အသေးစိတ်ကိုရှင်းပြထားပါတယ်နထိုးချင်းမြို့နယ်အခြေစားတော်လိုင်းတပ်များကအမြန်လမ်းမိုင်းတိုင်းအမှတ်300ကျော်ပတ်ဝန်းကျင်မှာမကြာခဏဆိုသလိုစစ်တပ်နဲ့တိုက်ခိုက်မှုများဖြစ်ပွားလေရှိပြီးတော့ ခရီးတရင်ကားများကိုလည်းရန်ဖန်ရန်ခါစစ်ဆေးမှုများလှုပ်ဆောင်လေးရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငံစုံမြို့နယ်မြို့သားဆတ်မှုဇုံနဲ့ဂွေးကုန်းကျားမှာရှိတဲ့စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ခွေး၅ကောင်ထက်မနည်းတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ19ရက်နေ့မွန်းလွဲတနိုင်ခန့်အချိန်မှာငဆုံမြို့နယ်မြို့သားဆက်မှုစုံနဲ့ဂွေးကုန်းချားမှာအင်အား80ခန့်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုပေပါမိုင်း၄လုံးနဲ့နှစ်ချိန်တိတိမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ခွေး၅កောင်တဲ့မင်းနေသိမ်းဆုံးပြီးတော့အများပြားဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။ငဆုံဘတ်ချန်ငဆုံနဲ့မြင်းကြံအဆက်မှာဆွဲခဲ့တာပါ။ငဆုံဘက်ကနေပြီးတော့ရွာတွေကိုမီးရှို့ပြီးအင်အား80လောက်နဲ့စစ်ကြောင်းထိုးရိတ်နဲ့လာတာမြို့သားဆက်မှုစုံနဲ့ဂွေးကုန်းရွာချားမှာမိုင်းဆွဲလိုက်တာပါ။ အဲ့ဒီခွေးစစ်ကြောင်းကရှေ့ဆက်တိုးမလာတော့ဘဲနဲ့ရွာသွားရဘက်ကိုဝင်နေတယ်ပြည်သူတွေကိုရှေ့ကဒိုင်းကလှုပ်ထားလို့ပြည်သူတွေပါတဲ့ရှေ့ကအတုပ်ကိုမဆွဲဘဲနဲ့ကြော်ပေးလိုက်တာနောက်ကနေစစ်ခွေးတွေအများဆုံးလာတဲ့အတုပ်ကြောင့်မှဆွဲလိုက်တာပါလို့နဂနီပြောက်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကပြည်သူများကိုလူသားတိုင်းကအဖြစ်ဖမ်းဆီးကရှေ့ကနေဖြတ်တန်းသွားလာခိုင်းပြီးမစုံမြုံနယ်အတွင်းမှာရှိတဲ့ခြေရွာများကို လက်ပတ်မီးရှို့ဖျက်ဆီးကပြည်သူပိုင်ပစ္စည်းများကိုခိုးယူဖျက်ဆီးနေတယ်လို့သိရပါဗျ။စစ်စင်ရေးတက်ခတ်မှုကိုမြန်ညာတိုက်နယ်တုံးငကနေပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့စစ်ခွဲစစ်ကြောင်းများနဲ့ဝေးရာကနေရှောင်ရှားသွားလာနေထိုင်ကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကလာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပရန်ရှိနေတဲ့ရွေးကောက်ပွဲမတိုင်မီမှာစစ်ဘုံချုပ်ကြီးများကိုယာရုတောင်ဝင်များကနေပြီးတော့အနာယူခိုင်းရန်ရှိနေတဲ့ဆိုတဲ့သတင်းများနေပြည်တော်မှာထွက်ပေါ်လာနေပြီးတော့အဲ့ဒီသတင်းတွေကြောင့်စစ်ဘုံချုပ်များရဲ့မိသားစုတွေနဲ့ဆက်နွယ်နေတဲ့စီးပွားရေးအတိုင်းဝိုင်းများကြားမှာစိုးရင်ပူပန်မှုတွေထွက်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကသူ့အနေနဲ့တိုင်းပြည်တောင်ဝင်များကိုဆက်လက်ပြီးတော့ထမ်းဆောင်လိုကြောင်း ထုတ်ဖော်ပြောဆိုပြီးတဲ့နောက်မင်းအွန်လိုင်းတမရလုံမယ်ဆိုတဲ့သတင်းများနဲ့အတူဝါရင်စစ်ဘုတ်ချုပ်ကြီးများအများစုမဖြစ်မနေယာရုတောင်ဝင်များကနေအနားယူရမယ်ဆိုတဲ့သတင်းများဟာလည်း ဇက်တိုက်ထွက်ပေါ်လျက်ရှိတယ်လို့သိရပါဗျ။မေလာအတွင်းကလည်းစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကအရက်ဘက်ကဝင်းကြီးများဒုဝင်းကြီးများနဲ့စစ်ဘက်ကဗိုလ်ချုပ်များကိုရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်လိုတဲ့ဆန္ဒရှိမရှိမိမိကိုယ်တိုင်ဆန္ဒပြုကြရန်နဲ့စည်ရင်ပေးကြရန်အမိန့်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ဘုတ်ချုပ်ကြီးတွေတော်တော်များများအနားယူရမယ်ဆိုတာကနေပြည်တော်မှာအဟောဆုံးသတင်းဖြစ်နေပါတယ်။2010ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းကလည်းထိပ်ပိုင်းကဗိုလ်ချုပ်တော်တော်များများအနားယူလိုက်ရတယ်။အသက်56နှစ်နဲ့အသက်60ကြား force to retire သဘောမျိုးမယူမနေရနားရမယ်ဆိုတာမျိုးဖြစ်နေတယ်ရွေးကောက်ပွဲဝင်မဲ့သူကဝင်ရွေးကောက်ပွဲမဝင်တဲ့သူကတော့အနားယူရမယ်ဆိုတဲ့ပုံစံမျိုးပေါ့တအားတိုင်းဝိုင်းနဲ့ဇီဝိုင်းသမားတွေကြားထဲမှာတော့သူ့ဘိုလ်ချုပ်ကို့ဘိုလ်ချုပ်အငိမ့်စားယူသွားရင်ဆိုပြီးချောက်ချောက်ချားချားတွေဖြစ်နေကြတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်နေပြည်တော်မှာဘိုလ်ချုပ်ကြီးများဖြစ်ကြတယ်အောင်လင်းတွေးရဲဝင်းဦးညိုစောမြထုံးဦးမောင်မောင်အေးထုံးအောင်ထိန်ဝင်းမိုးအောင် တင်အောင်စမ်းတော့ကိုမိခိုနေရတယ်အစိုးရတင်တာလုတ်ပိုင်ခွင့်နဲ့စီးပွားရေးလုပ်ငန်းများကိုလုတ်ပိုင်ခွင့်များရရှိထားတဲ့တက်နဲ့စီးပွားရေးအတိုင်းဝိုင်းများကြားမှာလက်ရှိနေတဲ့အခွင့်အရေးနဲ့လုတ်ပိုင်ခွင့်တွေအတော့စိုးရိမ်ခြောက်ခြားနေကြတယ်လို့သိရပါဗျ။ဘိုးချုပ်များနဲ့ဆက်နွယ်နေတဲ့တက်နဲ့စီးပွားရေးအတိုင်းဝိုင်းအတော့အစိုးရတင်တာများနဲ့စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကိုလည်းအခုကာလအတွင်းမှာလုတ်ပိုင်ခွင့်ရရှိရေးအတော့တက်တော့ရိုက်ချထားပေးလာတယ်လို့သိရပါဗျ။ ခွင့်ပြုပြီးသားအစိုးရတင်တာများအတော့ရရန်ရှိနေတဲ့ငွေကြေးများအမြန်ရရှိရေးလောက်ကန်ခွင့်ပေးရန်ရရှိနေတဲ့တင်တာစီမံကိန်းများအမြန်လောက်ကန်ခွင့်ရရှိရေးတို့ကိုတက်တော့ရိုက်ပြီးတော့လှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။အစိုးရတင်တာနဲ့စီမံကိန်းတိဆောက်ရေးလုပ်ငန်းတွေလောက်ပိုင်ခွင့်ရဖို့တက်တော့ရိုက်ပြီးတော့ခြာပေးလာတာတွေလုပ်နေကြတယ်။အဲ့ဒါကဗိုလ်ချုပ်ကြီးတွေအနားယူရမယ်ဆိုတဲ့သတင်းနဲ့ဆက်ဆက်နေတယ်လို့ထင်ပါတယ်။ ဘတ်ဂျက်နှစ်ကအစပဲရှိသေးတယ်ဘန်ဒါရီနှစ်ကုန်အထိတင်တာတွေအကုန်လုံးကြိုတင်ပြီးတော့အပီးချပေးနေတာတွေ့ရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကရှင်းပြထားပါတယ်တခြားတစ်ဖက်မှာလည်းတက်ချုပ်ဖြစ်လာမယ်လို့အကြီးအကျယ်သတင်းထွက်ပေါ်နေတယ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအွန်လိုင်းကသူ့ရဲ့နားမှာ ပုံပုံပြီးတော့နီနီကက်ကက်ထားလာတယ်လို့သိရပါတယ်စစ်ရေးဆိုင်ရာကိစ္စများမှာလည်းရခင်ကထက်ပို့ပြီးတော့တာဝန်များကိုအနှဲလာကြောင်းနေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကရှင်းပြထားပါတယ်ညှိကွလို့ခေါ်တဲ့ညှိနှိုင်းကွက်ကဲရင်မှုကအရင်ထက်စစ်ရုံးမှာတာဝန်တွေပို့ပြီးတော့ပေးလာပါတယ် တက်ချုပ်အနီးမှာတွဲပဲအတွေ့အမူဘိုးချုပ်ကြီးရဲဝင်းဦးနဲ့အတူညှိကိုကိုပို့ပြီးတော့တွေ့လာရတယ်တချို့တက်မတော်ရဲ့အစည်းအဝေးတွေမှာညှိနှိုင်းကုတ်ကဲရင်မှုကဥဆောင်ပြီးတော့လှုပ်လာတယ်ဒါတွေကြောင့်တက်ချုပ်ယာရုကိုညှိကိုကိုပြီးတော့မယ်လို့သုံးသပ်နေကြတယ်လို့ဗီဒီယိုဆက်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ရန်ကုန်တိုင်းဒလမြို့နယ်မှာမွေးဖွားခဲ့တဲ့ဘိုးချုပ်ကြီးကျော်စွာလင်းကစစ်တပ်ကတော့အပတ်စဉ်35ကျောင်းစင်းတအုပ်ဖြစ်ပြီးတော့2018ခုနှစ်မှာအလဲပိုင်းတိုင်းတိုင်းမှု2020ခုနှစ်မေလမှာဒုတိယဘိုးချုပ်ကြီးယာရုနဲ့ စစ်ထောက်ချုပ်တာဝန်ကိုထမ်းဆောင်ခဲ့ပြီးတော့စေဦးစီးအရာရှိချုပ်ကြီးအဖြစ်နဲ့2023ခုနှစ်မှာပူရဲတာဝန်ယူခဲ့တယ်လို့သိရပါဗျ။တခါမှစစ်မတိုက်ဘူးတဲ့ကြောစွာလင်းကမင်းအောင်လိုင်းလိုစစ်ခွေးကိုဆေးအားလိုတစ်မျိုးအဖေလိုတစ်ဖုံကိုးကွယ်နေသူဖြစ်ပြီးတော့2024ခုနှစ်ဒီဇင်ဘာလမှာမှစစ်တပ်ရဲ့ကြီးရည်လေးညှိနှိုင်းကိုယ်ကဲရေးမှုအဖြစ်စစ်တပ်ရဲ့နံပါတ်3ရာထူးကိုမင်းအောင်လိုင်းကလွှဲပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ချောင်းစုံမြို့နယ်မှာပြည်သူတက်ဆက်ပေါက်ပြည်သူပါတီရုံခံဖွင့်လှစ်လိုက်ပြီဖြစ်တော့လေအမတ်လောင်းရှာမရသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်သူပါတီရုံကိုဇူလိုင်လ20ရက်နေ့မှာချောင်းစုံမြို့နယ်ပလိုင်ဝမ်းရွာမှာဖွင့်လှစ်ခဲ့ပြီးတော့ပြည်သူပါတီကိုယ်စားလှယ်ပြုစစ်ကောင်စီရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းရရှိရေးအတွက်လူလိုက်ရှာနေတယ်လို့မော်လမြိုင်မြို့ကလူမှုကွန်ရက်တအုပ်ထံကသိရပါဗျပြည်သူတက်ဆက်ပေါက်ပြည်သူပါတီက ချောင်းဆောင်မှာအမတ်လောင်းလိုက်ရှာနေတာ၃လလလောက်ရှိနေပါပြီပြည်သူပါတီကမွန်ပြည်နယ်တာဝန်ခံဆိုတာကအောင်ကိုဝင်းတန်းဆိုတဲ့ကောင်ချောင်းဆောင်ကိုမကြခဏဆင်းပြီးမှလူလိုက်ရှာနေတာအခုချိန်ထိမရသေးဘူးတကယ်နိုင်ငံရေးလုပ်တဲ့သူတွေကချောင်းဆောင်မှာမှမဟုတ်ဘူးဘယ်မျိုးမှမှမရှိတော့ဘူးလှုပ်ရှားခြင်းနဲ့ဂျိုးဂျိုးနေရွက်ပဲတွေပဲကြံတော့တာလို့၎င်းကရှင်းပြထားပါတယ်ပြည်သူပါတီဟာလူမျိုးဘာသာကြားမှဆင်းရဲချမ်းသာမရွေးခွဲခြားမှုမရှိသေးပဲပြည်သူများရဲ့အခက်အခဲများဖြစ်တဲ့မြေယာမှတ်ပုံတဲ့ ပြစ်မှုဆိုင်ရာစတဲ့ကိစ္စရပ်များကိုလာရောက်ပြီးတော့အကူအညီတောင်းခံမှာကဥပဒေနဲ့အညီကုညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းပြည်သူ့ပါတီမွန်ပြည်နယ်တာဝန်ခံအောင်ကိုဝင်းတန်းဆိုတဲ့ကောင်ကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါတယ်သူတို့ကိုသူတို့ကတော့88မျိုးဆက်ចောင်းသားပါတီလို့ပြောပြီးတော့လိုက်ပြီးတော့မဲဆွဲနေတာပဲမင်းအွန်လိုင်းလိုစစ်ခွဲကိုဘောမှပြီးတော့အာနာလေးပါလေးရမလားဆိုပြီးလုံနေတာလူတိုင်းသိပါတယ်ချောင်းဆောင်သားတွေကတော့ကြောက်လို့သာငြိမ်နေတာအောက်တန်းတော့မကြဘူး ောက်တန်းကြတဲ့ကောင်တွေကလည်းစစ်တပ်နဲ့ပေါင်းပြီးစားနေတဲ့ကောင်တွေပဲလို့ဘလူးကျုံတရန်အနီးမှာနေတဲ့ချောင်းဆောင်သားတို့ကပြောပြထားပါတယ်။မော်လမြိုင်မြို့မှာစစ်ကောင်စီခံဝန်လက်မှတ်ထိုးထားတဲ့ NLD ပါတီတပ်စပောက်အချုပ်ပြည်သူ့ပါတီတဲကိုဝင်နေတယ်လို့မော်လမြိုင်မြို့ကန်ကုညီသမားတို့ကပြောပါတယ်။ချောင်းဆောင်မြို့နယ်မှာပြည်ခံကျိုးပါတီတာဆာညာပါတီမွန်ညီညွတ်ရေးပါတီနဲ့အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့ရုံးကန်ဖွဲ့လှစ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြုံနယ်ရန်ကြီးအောင်ရက်ကွက်မှာနေထိုင်တဲ့အမျိုးသမီးတအုပ်ကိုစစ်ကောင်စီက TikTok ပေါ်မှာစစ်ကောင်စီကိုဝေဖန်တိုက်ခိုက်တာတွေ့လို့ဆိုပြီးတော့ဇွန်လ18ရက်နေ့နေ့လယ်ပိုင်းကဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေတာတွေကို TikTok ပေါ်မှာဝေဖန်ရေးသားဝါရဖြန့်နေတယ်ဆိုပြီးတော့ဖမ်းဆီးအမှုဖွင့်ခဲ့တာလို့သိရပါတယ်။နေ့လယ်3နာရီလောက်သူ့အိမ်ထဲကိုဝင်ဖမ်းတာပါ TikTok မှာစစ်ကောင်စီကိုဝေဖန်တိုက်ခိုက်တာတွေတွေ့လို့ဆိုပြီးတော့လာဖမ်းသွားတာတဲ့။ ်အခုကပုံမှန်တွေရှောက်တက်ပြီးတော့လှုပ်ချင်တာကိုလှုပ်နေကြတာလို့ဒေသခံတဦးကပြောပြထားပါဗျ။စစ်ကောင်စီက CRPH NUG နဲ့ပတ်သက်ဆက်နွယ်တဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြတ်ပြားစေဖို့နဲ့အစိုးရရန်တရာပြတ်ပြားစေရန်ယူရပြီးတော့လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများကိုပြုလုပ်လို့ရမင်း love ဆိုတဲ့ TikTok အကောင့်ပိုင်ရှင်ကိုစစ်ဆေးဖမ်းဆီးလိုက်တာလို့ထုတ်ပြန်ထားတာကိုလည်းတွေ့ရပါဗျ။ မွန်ပြည်နယ်ရေးမြို့မှာစစ်ကောင်စီတပ်တွေကဒေသခံတော်လှန်ရေးတပ်တွေကိုမထိန်းနိုင်လို့တာမန်လက်နက်မဲ့ပြည်သူတွေကိုဝါရဖြန့်လှုပ်ဆော်တယ်ဆိုပြီးတော့ပြည်သူတွေကိုအကြောင်းမဲ့ဆွဆွဲဖမ်းဆီးနေတာလို့ဒေသခံတွေကပြောပါတယ်လက်တလုံးအဲ့ဒီ TikTok အသုံးပြုသူအမျိုးသမီးကို905ကကြီနဲ့90ညအပါအဝင်တခြားမတရားပုံမှန်တွေနဲ့ပါအမှုဖွင့်တရားစွဲထားတယ်လို့ဒေသခံတွေကပြောပြချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးကားလမ်းမပေါ်မှာရှိတဲ့စစ်တပ်အထိုင်းစခန်းကစစ်မှုထမ်းတပ်သားတဲ့တအူးဟာတနက်၃လနဲ့ခဲရဲများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့ကမုံရွာမန္တလေးကားလမ်းမပေါ်မှာရှိတဲ့အထိုင်းစခန်းတစ်ခုကပေါ်တာဆွဲစစ်မှုထမ်းခေါ်ခံထားရတဲ့ပြည်သူ့ဘက်တော်သားပြည်သူ့စစ်တအူးကချိတ်ဆက်လာတဲ့အတွက်ကြောင့် Golden Target Force GDF နဲ့မုံရွာမြို့နယ်တိုက်နယ်တဲ့ပြည်သူလုံခြုံရေးအဖွဲ့သားများကတွားရောက်ပြီးတော့ခေါ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့အုပ်ဟာ MA1 တနက်3လက်ကြီးပေါင်းနှစ်ခု5.56ကြီးတန်းအတောင့်20တို့ကိုယူဆောင်လာနိုင်ခဲ့တဲ့အတွာဂုံပြုစုငွေပေးအပ်နိုင်ဖို့အတွက်စီစဉ်နေပြီးအလင်းဝင်လာတဲ့တပ်သားရဲ့ဆန္ဒအတိုင်းနေရေးတွားရေးလာရေးများကိုစီစဉ်ပြီးတော့ဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါဗျ။ အလင်းဝင်ရောက်လာတဲ့သူကပသိမ်မျိုးကပါသူ့ရဲ့မိသားစုလုံခြုံရေးကြောင့်အမည်နဲ့ပုံမတင်မိတာပါအလင်းဝင်လာတဲ့သူစစ်မှုထမ်းတပ်သားတဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်ကပါလို့ Golden Target Force ကတောင်းရှိသူကရှင်းပြထားပါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့တအုပ်ကိုတွားရောက်ခေါ်ဆောင်ရမှာပူပေါင်းပါဝင်ကူညီပေးခဲ့ကြတယ် Braveheart Army BHA အဖွဲ့နဲ့နယ်မြေကန်အဖွဲ့များဖြစ်တယ်လို့သိရပါတယ်အလင်းဝင်ခြင်းနဲ့စစ်ကောင်စီတပ်သားများအနေနဲ့လည်းဆက်သွယ်ပြီးတော့အလင်းဝင်နိုင်တယ်လို့ Golden Target Force ကအတိအပြီးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ